လက်ဝဲတော်အထူးဝိဇ္ဇတို့ကြီးများတဲ့ကတဦးဖြစ်တဲ့ဆရာတော်ဦးဇော်တိကခေါ်မဟာကဏ္ဍဤဝိဇ္ဇတို့ပထမဆရာလိုင်အကြောင်းကိုအပြည့်အစုံတင်ဆက်ပေးပါမယ်။ဒဇောင်မုလရဲ့တညာတော်အချိန်မှာဆရာတော်ရဲ့ဥကောင်းတော်အထက်ဘေဘနာညာဘနာနှခမ်းနာတို့စီမှာ အမည်မသိပုဂ္ဂိုလ်တဦးရဲ့အတန်ပေါ်လာပါတယ်။မင်းဒီအလုပ်တွေကိုခဏလောက်နားပါအောင်။ဝိဇ္ဇာဖြစ်ကိုခံယူပါအောင်။ တတဝါတွေကိုကယ်ဆယ်ဖို့လုပ်ငန်းရှိနေသေးတယ်။ဆိုပြီးလာပြောတာကိုကြားရပါတယ်။ဆရာတော်ဟာဝိပဿနာဒုရကိုမပြတ်လိုတာကြောင့်ဝိဇ္ဇာအဖြစ်မခံယူလိုကြောင်းပြောကြနေတော်လဲမရနိုင်လောက်အောင်ဖြစ်နေတာကြောင့်မကောင်းဆိုးဝါးအနှောက်ယှက်ပေးသည်ဟုယူဆကာရွှေချောင်းတော်ကတန်ခါများကိုပင့်ဆောင်ကပိရိတ်ကမွာစာများဖတ်စီပါတယ်